โอเคကျွန်တော်တို့ Gmail account တစ်ခုရပါပြီเนาะမရှိသေးတဲ့လူတွေကလည်းကျွန်တော်တို့ဖွင့်ပြီးသွားပြီရှိပြီးသားသူတွေကလည်းကျွန်တော်တို့ Gmail ကိုသုံးဖို့စဉ်းစားဖြစ်နေပြီဗျာโอเคတော့ကျွန်တော်တို့ခုနကပြောခဲ့တဲ့ YoYo account YoYo channel ကျွန်တော်တို့မဖွင့်မယ်ね business channel တစ်ခုကျွန်တော်တို့စထောင်ကြမယ်အဲ့တော့ဒီမှာလည်းကျွန်တော် business channel ကိုထောင်တဲ့နေရာမှာကျွန်တော်တို့ big look ခေါ်တဲ့ဒီဒဏ္ဍာရီလေးတွေကိုကျွန်တော်ရှင်းဖို့လေးရှိတယ်အဲ့တော့ဒဏ္ဍာရီ ရှင်းတဲ့အပိုင်းကိုတော့ကျွန်တော်တို့ channel ရှိပြီးသားတွေကလည်းကြည့်ပေးပါပြီးတော့မှဆက်မကြည့်လို့လည်းရတယ်။တနားကြီးအဲကျွန်တော်တို့ရှင်းတဲ့အပိုင်းကတော့ကျွန်တော်တို့ channel ရှိပြီးသားလူဖြစ်ဖြစ် channel မရှိမရှိရသေးတဲ့လူတွေဖြစ်ဖြစ်အကုန်လုံးတည်တည်နေလို့ယူဆရဖြစ်တဲ့အတွက်ကျွန်တော်ဒါလေးကိုဒီမှာရှင်းပါမယ်။ channel ကိုအခုစလုပ်နေပြီးသားလူတွေကတော့အဲ့တနားကြီးပိုင်းပြီးလို့ရှိရင်ကြော်လို့ရပါတယ်။ Okay ။အဲ့တော့ကြည့်ကြည့်ရအောင်။ Okay တနားကြီးနံပါတ်1 mid 1 YouTube channel ရတဲ့နိုင်ငံခြားမှဖွင့်มาရတာတဲ့။ No ဒီမှာဘီရဖွင့်လည်းရတယ်။ ကျွန်တော်ရဲ့အခု channel အားလုံးမြန်မာနိုင်ငံကဖွင့်ထားတာဘယ်ဟာမှနိုင်ငံခြားကဖွင့်ထားမှာမပေါ့ကျွန်တော်ကိုယ်တိုင်ဒီကွန်ပျူတာနဲ့ဒီကွန်ပျူတာနဲ့ဟိုကွန်ပျူတာအဟောင်းနဲ့ကွန်ပျူတာနဲ့ဒီကနေပြီးတော့ပဲထိုင်ပြီးတော့ဖွင့်ထားတာโอเคအဲ့တော့မြန်မာနိုင်ငံကပဲဖွင့်လို့ရပါတယ်နိုင်ငံခြားကဖွင့်မှာမဟုတ်ပါဘူးဒါဒီ mid ပါအဲ့ဒါကိုကျွန်တော်တို့ကြော်ပြဖို့လိုပါတယ်အဲ့တော့ mid နံပါတ်1ဖွင့်ကြတဲ့နိုင်ငံခြားလိပ်စာရှိမှရမယ်တဲ့ဆရာလည်းမဟုတ်ဘူးတကယ်နိုင်ငံခြားလိပ်စာတော့လိုတော့လိုတယ်ဒါပေမဲ့ဖွင့်ကြစားမှာမလိုသေးဘူးကျွန်တော်တို့က ဒီ channel ဖွင့်ပြရတဲ့ချက်ချင်းတက်ပြီးကျွန်တော်ပတ်စံချလို့ရတာမဟုတ်ဘူးလေ channel ဖွင့်မယ်ပြီးရင်ကျွန်တော်ပတ်စံရဖို့အတွက်ကိုဗီဒီယိုတွေတင်ရအောင်မယ်အရှိမကျွန်တော် value တွေပေးရအောင်မယ်ဗီဒီယိုတွေ consistently အများကြီးတင်ရအောင်မယ်တင်ပြီးတော့မှကျွန်တော်များများကျွန်တော်အောင်မြင်လာပြီး view တွေရလာပြီးဆိုတော့မှကျွန်တော်ကငွေရှာဖို့အတွက်ကို monetization ဆက်ပြီးတော့ရှောက်လို့ရတော့မယ် monetization ဆက်ပြီးရှောက်လို့ရပြီဆိုတဲ့အချိန်ကျတော့မှ SN account လိုလာမယ်အဲ SN account လိုလာတဲ့အချိန်ကျတော့မှကျွန်တော်ကလိမ့်စာခဲ့ဖို့လိုလား โอเคအဲ့တော့မှကျွန်တော်နိုင်ငံခြားလိက္ခဏာကိုလို့လားအခုစောက်ခွင့်ကစားမှာမလို့သေးဘူးဆိုခဏကျွန်တော်ပြောခဲ့တဲ့အဆင့်တွေအကုန်လုံးဘာညာဘာညာအကုန်လုံးခဏထားလာလိုက်အောင်ကျွန်တော်ပြင်ရှင်းပြပါမယ်တော်လောဆယ်မှာဒီမိတ်ကိုကျွန်တော်ရှင်းနေတာတော့ဖွင့်ခဲ့တဲ့နိုင်ငံခြားလိက္ခဏာမလို့ဘူးစောက်ခွင့်လုံးကဒီတိုင်းပဲဖွင့်လို့ရတယ်မြန်မာနိုင်ငံပဲဖွင့်လို့ရတယ်ဖွင့်ခဲ့တာမှမလို့သေးပါဘူးနောက်ကြမှာလို့ပါလိမ့်မယ်အဲ့တော့ဒါမိတ်3ပေါ့ဒါတော့တိတ်အေးမကြီးပါဘူးဒါပေမဲ့နည်းနည်းမေးကြလို့ပေါ့နော် အဲ့တော့ဟုတ်ပြီအခုမြန်မာနိုင်ငံကနေဖွင့်ထားပြီးသားကျွန်တော်တို့ channel တွေမှာကျွန်တော်တို့တချို့ခါလေးပြဿနာရှိတာလေးတွေရှိတယ်ကျွန်တော်က country of residence ဆိုတဲ့နေရာမှာကျွန်တော်တို့ကိုမိမိနေထိုင်သောနိုင်ငံဆိုတဲ့နေရာမှာကျွန်တော်မြန်မာနိုင်ငံလို့ဖြည့်ခဲ့မိကြတာရှိတယ်အဲရှေ့မှာကျွန်တော်ပြောခဲ့ရင်မြန်မာနိုင်ငံကနေဖွင့်လို့ရလားလို့ပြောတော့တို့ကဖွင့်လိုက်ကြတယ်ဒါပေမဲ့ပြဿနာကအဲ့မှာ country of residence မှာမြန်မာလို့ကျွန်တော်တို့ဖြည့်ခဲ့မိအဲ့ဒါကတော့ကျွန်တော်တို့ဟိုပြန်ပြောင်းအောင်ပါဆိုတော့မြန်မာလို့ဖြည့်လို့မရဘူးဒါကျွန်တော်ပြီးရင် channel ဖွင့်ပြတဲ့အချိန်ကျရင်လည်း ပါလာပါလိမ့်မယ်ဆိုတော့အဓိကအဲ့ channel တွေကိုနိုင်ငံအဲကျွန်တော်တို့ပြန်ပြောင်းဖို့လိုတယ်အဲ့တော့ဒီမှာဒီအဓိကရှိနေတဲ့ America ကျတော့ဖွင့်ပြသား channel တွေကိုနိုင်ငံပြောင်းမရဘူးဆိုတော့ကျွန်တော်တို့ကတော့မဟုတ်ဘူးနိုင်ငံပြောင်းလို့ရပါတယ်ခုနကကျွန်တော်ပြောတဲ့ SN account ဝေစာရှာမဲ့အချိန်မှာထည့်မဲ့ဟာတာ နည်းနည်းခက်ခဲရှိတာ channel အနေနဲ့ကတော့စပြီးတော့ကျွန်တော်တို့ဝင်မရှာခင်အချိန်တွင်းမှာတက်တဲ့လောက်ကျွန်တော်တို့နိုင်ငံပြောင်းလို့ရရခဏခဏတော့ပြောင်းနေပေါ့ဗျာခြေတဲ့လောက်ပြောင်းလို့ရရဆိုတော့ဒါပေမဲ့ပြောင်းလို့ရတယ်လို့ကျွန်တော်ဆိုလိုတာဆိုတော့အဲ့မှာမြန်မာနိုင်ငံလို့တော့ထည့်လို့မရဘူးအဲ့မှာစထည့်တဲ့အချိန်မှာတော့သူကလိမ့်စာအတိအကျမလို့ပဲနိုင်ငံတော့သူကရွေးရတာမျိုးရှိတယ်အဲ့အဲ့မှာတော့မြန်မာလို့ထည့်လို့မရဘူးဒါပေမဲ့အဲ့မှာကိုနောက်ကြလို့ရှိရင်ပတ်စံရှာဖို့တုံးပဲနိုင်ငံထိုင်းလန်တို့နားမလို့စင်ကာပူတို့အဲတခုခုပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့ထည့်ခဲ့လို့ရတယ်အဲ့လိုထည့်ခဲ့ပြီးတော့မှကျွန်တော်တို့ အဲဆက်သွားလို့ရတယ်တကယ်လို့အဲ့လိုမထိုင်ခဲ့မိပဲနဲ့မြန်မာလို့ထိုင်ခဲ့ရဆိုလို့ရှိရင်လည်းအဲ့ဒါကိုကျွန်တော်နောက်ပိုင်းကျရင်ပြန်ပြောင်းလို့ရတယ်โอเคအဲ့တော့အဲ့ဒါလေးကိုကျွန်တော်ဒီမှာရှင်းနေတာပါ Okay အဲ့တော့ကျွန်တော်တို့ business channel လေးတစ်ခုစပြီးတော့ဖွင့်ရအောင် business channel ဖွင့်တာတော့ကျွန်တော်ရဲ့ DBS မြန်မာမှာလည်းတင်စားတင်ထားပြီးပါပြီအဲ့တော့ကျွန်တော်တို့အဲ့ဒီ video လေးကိုပဲကျွန်တော်ဒီမှာနောက်ကနေဆက်ပြီးတော့ကျွန်တော်တို့ ဆက်ပြီးတော့ထည့်လိုက်ပါမယ်။ဘာလို့ဒါဒီတိုင်းပဲကျွန်တော်ဖွင့်ပြမှာဖြစ်တဲ့အတွက်ဘာမှမခက်ဘူး။လိုက်လို့ကြည့်ကြည့်ပါဖွင့်ရတာအရင်လွယ်ပါလေ။တကယ်လို့အမမအခက်ခဲရှိရဆိုလို့ရှိရင်တော့ comment မှာကျွန်တော်ဒီဒီဗီဒီယိုရဲ့အောက်မှာကျွန်တော်မိုက်ငင်မိုက်ခဲ့လိုက်ပါတော့ကျွန်တော်ဝင်ကြည့်ပေးမယ်။အဲကျွန်တော်ကြည့်ပေးမယ်ဆိုတော့ဟိုမှာပင်နာအခက်ခဲရှိလဲဆိုတာလေးကိုကျွန်တော်တွေ့ရင်ပြန်ပြပေးမယ်။ဒါပေမဲ့လွယ်လွယ်လေးပါ။ Okay ။အဲ့တော့ဒီဗီဒီယိုရဲ့နောက်ကနေပြီးတော့ကျွန်တော်ခုနကဗီဒီယိုလေးကိုဆက်ထိုးလိုက်ပါမယ်။အဲ့ဒီဗီဒီယိုတိုင်းပဲကျွန်တော်တို့ဖွင့်မှာပြီးတဲ့အခါကျလို့ရှိရင်တော့ကျွန်တော်တို့မှာ business channel တစ်ခုရပါပြီ။ Okay အားလုံးမင်္ဂလာပါ။ ကျွန်တော်တို့ DBS မြန်မာအနေနဲ့ပြန်လည်ကြိုဆိုပါရစေ။ဒီနေ့တော့ကျွန်တော်တို့ YouTube Business Channel တခုဘယ်လိုဖွင့်ရမလဲဆိုတာလေးကိုဒီဗီဒီယိုလေးမှာရှင်းပြချင်ပါတယ်။ Okay အဲ့တော့ကျွန်တော်တို့ဒီ YouTube Channel နဲ့ Business Channel နဲ့ဆိုတော့ဘာတွေကွာလဲပေါ့နော်။ကျွန်တော် YouTube မှာအဲ့တော့ Normal Channel ဆိုတာတော့ကျွန်တော်တို့ရဲ့ဒီ Gmail account နဲ့ဖွင့်လိုက်တဲ့အဲကျွန်တော်တို့ YouTube Channel ပေါ့။ဆိုတော့ Business Channel ဆိုတာလည်းကျွန်တော်တို့ရဲ့ Gmail account နဲ့ဖွင့်ရတာပါပဲ။ဒါပေမဲ့ဘာကွာွားလဲဆိုလို့ရှိရင် normal channel တွေကကျွန်တော်တို့ကိုယ့်ရဲ့ gmail account နဲ့လုံးဝ directly associate ဖြစ်တယ်ဆိုလိုတာကဘာလဲဆိုတော့ကျွန်တော်တို့ youtube channel ကိုနာမည်ပြောင်းခြင်းတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ gmail account ကိုနာမည်ပြောင်းရတယ်ကျွန်တော်တို့ရဲ့ gmail account နဲ့သူနဲ့ကလုံးဝချိတ်နေတယ်เนาะအဲ့တော့ဟိုကျွန်တော်တို့ပုံတွေပါတယ်ကိုယ့်ရဲ့ profile picture တွေပါတယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဟိုကိုယ့်ရဲ့ဒီအဲ gmail account မှာတင်တဲ့ဟာကိုပဲသူဆွဲယူတာမျိုးပုံများတာပေါ့နော် ဆိုတော့အဲ့လိုမျိုးဖြစ်တယ်အဲ့တော့ကျွန်တော်တို့တိတ်အဆင်မပြေဘူးပေါ့အဲ့တော့ business channel ကကျတော့ကျွန်တော်တို့ရဲ့ခုန Gmail account နဲ့ directly associate မဖြစ်ဘူးအဲကျွန်တော်တို့နဲ့ပေးခြင်းနဲ့နာမည်ပေးလို့ရတယ်ကျွန်တော်တို့ရဲ့ Gmail ရဲ့နာမည်ကိုသူကယူတာမဟုတ်ဘူးပြီးတဲ့အခါကျတော့အာကိုယ့်ရဲ့ဒီအာ channel ကို transfer လုပ်ချင်တာပဲဖြစ်ဖြစ် တခြားဂျီမေးအကောင့်ကိုပြောင်းနေတာပဲဖြစ်ဖြစ်အဲ့လိုမျိုးတွေမှာဆိုလို့ရှိရင် normal channel ကအဆင်မပြေဘူးအဲ့တော့ transfer ပေးခြင်းနဲ့ဆိုလို့ရှိရင်ကိုယ့်ရဲ့ဂျီမေးအကောင့်ရဲ့ password ကိုတခါတည်းသူများကိုပေးလိုက်ရတဲ့ပုံစံမျိုးဖြစ်သွားတာပေါ့နော်ဆိုတော့ business channel မှာကျတော့ကျွန်တော်တို့ transfer လုပ်လို့ရတယ်ကျွန်တော် Facebook page နဲ့ပို့တူတာပေါ့ဗျာ Facebook account ဆိုလို့ရှိရင်ပေးမယ်ဆိုလို့ရှိရင် account username password အကုန်ပေးလိုက်ရတယ် Facebook page ဆိုလို့ရှိရင်တော့တခြားသူ admin ပေးလို့ရတယ်ပေါ့အဲ့တော့ business channel မှာလည်းအပုံစံပဲတခြားသူ transfer လုပ်ချင်တဲ့အခါကျရင်လွယ်ကူတယ်ပေါ့ နောက်နောက်ဆုံးတစ်ချက်ကကျတော့ဒီ normal channel က personal use အတွက်ပဲအဆင်ပြေတယ်အဲကျွန်တော်တို့ရေရှည်မှာ business လုပ်ဖို့အတွက်ဆိုတော့အဆင်မပြေဘူး business channel ကတော့ကျွန်တော်တို့ business တစ်ခုလုပ်ဖို့အတွက်ကိုအသုံးပြုလို့ရနိုင်တယ်ပေါ့ okay အဲတော့ကျွန်တော်တို့အဲ business channel တစ်ခုဘယ်လိုဖွင့်တယ်လဲဆိုတာလေးကိုကျွန်တော်ဒီ video လေးမှာအရှင်းပြပါမယ် okay ဒါကတော့ကျွန်တော်တို့ရဲ့ YouTube interface ပေါ့ပုံမှန်အဖြစ်ကျွန်တော်တို့ channel တွေဖွင့်တဲ့အချိန်မှာဒီအပေါ်ကနေပြီးတော့မှကျွန်တော်တို့ဒီ cloud လေးကိုနှိပ်ပြီးတော့မှအမှ create channel ဆိုပြီးတော့တွားပြီးတော့နှိပ်ကြတယ်အဲ့ဒီကနေတွားဖွင့်ကြတာများတယ်ပေါ့နော်ဆိုတော့အဲ့ဒါလေးကကျွန်တော်ခုနကပြောသလို normal channel ဖြစ်တယ်အတိတ်အဆင်မပြေဘူးအဲ့တော့ကျွန်တော်တို့ business channel ဖွင့်ဖို့အတွက်ကကြတော့ဘယ်လိုတွားရလဲဆိုလို့ရှိရင်ဒီဘက်ဘယ်ဘက်အဆုံဆုံးမှာရှိတယ်ဒီအောက်ဆုံးကိုဆွဲလိုက်လို့ရှိရင်မှာ setting ဆိုတဲ့နေရာလေးကိုတွေ့လိမ့်မယ်အဲ့တော့ setting ကိုတွားမယ်တွားပြီးတဲ့အခါမှာ setting ထဲမှာကျွန်တော်တို့ဗာတွေ့မလဲဆိုလို့ရှိရင်ဒီမှာ add or manage your channel ဆိုတဲ့ခလုတ်တစ်ခုကိုတွေ့လိမ့်မယ်ဆိုတော့အဲ့ဒီကနေတွားလိုက်ပါ အဲ့တော့ manage your channel ကနေတွားလိုက်လို့ရှိရင်ကျွန်တော်တို့ဘယ်ရောက်သွားလို့ဆိုလို့ရှိရင် channel တွေကိုယ့်ရဲ့ channel တွေရှိပြီးသား channel တွေရှိတဲ့နေရာကိုရောက်သွားလိမ့်မယ်ဆိုတော့ကျွန်တော်မှာတော့ကျွန်တော် channel လေးရှောက်ဖွင့်ထားတာလေး၃လေးခုရှိတယ်အဲကျွန်တော်တို့မရှိသေးတဲ့လူတွေကကျွန်တော် channel တွေရှိမှရှိမှမဟုတ်ဘူးပေါ့နော်အဲ့တော့အာဒီဘက်မှာကျွန်တော်တို့ဒီမှာ create YouTube channel အခုတော့စာလေးပြောက်နေမှာ create နဲ့စတယ်အပေါင်းလေးနဲ့ပေါ့နော်ဆိုတော့အဲ့ဒါကိုနှိမ့်လိုက်လို့ရှိရင်ကျွန်တော်တို့ cloud တစ်ခုတွေ့လိမ့်မယ်အဲ့ဒါကိုနှိမ့်လိုက်လို့ရှိရင် channel name ထည့်ရမယ့်နေရာပေါ်လာလိမ့်မယ်အဲ့တော့ကျွန်တော် channel လေး name လေးတစ်ခုထည့်မယ်ဥပမာ DBS tips and tricks ပေါ့ဗျာကျွန်တော်အခုမှစဉ်းစားလိုက်တဲ့နာမည်ပါအဲ့တော့ဒီမှာ i understand ကိုနှိပ်မယ်ပြီးတဲ့အခါကျရင် create ကိုနှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ youtube channel တခုကိုသူကတခါလေဖန်ပြီးပေးလိမ့်မယ်ဆိုတော့အရန်လွယ်တယ် business channel တခုရပြီပေါ့ ဆိုတော့ business channel တခုရပြီဆိုတဲ့နေရာမှာကျွန်တော်တို့ဘာတွေလုပ်အောင်မလဲဆိုတော့ပြင်ဆင်စရာလေးကလေးတွေတော့နည်းနည်းရှိသေးတယ်ပေါ့ဒီတိုင်းတော့ဟိုချက်ချင်းတန်းတုံးလို့မရသေးဘူးအဲ့တော့ဒီမှာ DBS tips and tricks ဆိုပြီး channel တခုရသွားပြီလောကဒီကျွန်တော်တို့ YouTube channel interface တခုပေါ်လာတယ်ပေါ့အဲ့တော့ကျွန်တော်တို့ဒီကနေပြီးတော့မှဒီမှာ customize channel ဆိုတဲ့ club ကိုနှိမ့်ရင်းရတယ်ဒါမှမဟုတ် YouTube studio ကနေတွားရင်းရတယ် YouTube studio ရောဒီအောက်မှာရှိတယ်နော်အဲ့တော့ဒီကိုသိနေလို့ရှိရင်မှ YouTube studio ဆိုတာရှိတယ် အဲ့ဒီဟာကိုတွားရင်တွားမတွားလို့ရှိရင်လည်းကျွန်တော်ဒီမှာ customize channel ကနေတွားလို့ရတယ်အဲ customize channel ကိုနှိမ့်လိုက်လို့ရှိရင်ကျွန်တော်တို့ YouTube channel ကို customize လုပ်ဖို့အတွက်ကိုသူကအာ YouTube studio တွေကိုပဲခေါ်သွားတာပဲအတူတူပဲပေါ့နော်အဲ့တော့အာကျွန်တော်တို့ customize channel တွေမှာကျွန်တော်တို့ပြင်ဆင်ရလေးနည်းနည်းပါးပါးရှိတယ်အဲ့တော့ဒါလေးကိုဒီမှာ land mode ဘာညာကိုဘေးမှာ click နှိပ်ပြီးတော့ဖြောက်လိုက်လို့ရပါတယ်အဲ့ဒီမှာသူကကျွန်တော်တို့အသစ်မှတ်လို့နော် close လုပ်လိုက်လို့ရတယ်ဆိုတော့ဒီမှာ channel customization မှာကျွန်တော်တို့၃ခုပါလာတယ် layout ရယ် branding ရယ် basic info ရယ်ဆိုတော့ layout ဆိုတာကျွန်တော်တို့ channel ကိုအဲတခြားသူတွေလာကြည့်တဲ့အချိန်မှာဘယ်လိုမြင်ရမလဲဆိုတာကိုကျွန်တော်တို့ကဒီမှာပြင်ဆင်ထားလို့ရတာပေါ့နော်ဆိုတော့ကျွန်တော်တို့ channel ကိုတခြားလူတွေလာကြည့်တဲ့အချိန်မှာမြင်ရတဲ့ပုံစံကကျွန်တော်တို့နှစ်မျိုးရှိတယ်တစ်မျိုးကဘာလဲဆိုလို့ရှိရင်အဲကိုယ့်ရဲ့ channel ကို subscribe မလုပ်ရသေးတဲ့ user အစ်စ်တွေပေါ့ဒီမှာ channel trailer for people who haven't subscribed ကျွန်တော်တို့ channel ကို subscribe မလုပ်ရသေးတဲ့ user အတစ်တင်ထားတဲ့အခါကြာလို့ရှိရင်